္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မလာ24ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ယာယီတက်ဆွဲပြီးစက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးတဲ့သတင်းစကောင်းစီစစ်စေးဂိတ်တွေမှာဆန်တဲ့စားတောက်ကုန်တွေအပြင်ဆိုင်ကယ်ဘိန်းတန်တွေကိုလည်းတင်ယူနေတဲ့တဲ့ နေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေတဲ့တွင်စမုထံအပတ်စဉ်ဆက်နှစ်အတွက်လူငယ်တွေတတ်မှတ်နေရမှာမဲလာနိုင်ကြဖို့ရက်ကွက်ထဲမှာလိုက်လံကြီးညာနေတဲ့တွင်တော်လိုင်းတပ်ဖွဲ့တွေကလမ်းပေါ်တက်ရှောင်းတခင်စစ်စေးချိန်ပြူစောတီနှစ်ဦးကိုဖမ်းဆီးခဲ့ရာထွက်ပြေးခဲ့တာကြောင့်ပြစ်ခတ်ရှင်းလင်းခံရတဲ့တွင်တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမှာတိုက်ပွဲပြင်းထန်နေတဲ့တွင် ောင်စီကပြည်သူလေးဦးကိုလက်ပြန်ကျိုးတုပ်တတ်ဖြတ်ပြီးအိမ်သာတွင်းထဲမှာချထားခဲ့တဲ့တည်။ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်အပေါ်ထိုင်းလွတ်တော်မှာအယုံကြည်မရှိကြောင်းဆွဆွဲပြစ်တင်မှုစတင်ဆွေးနွေးတဲ့တည်။အဆရှိတဲ့တည်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ယာယီတက်ဆွဲပြီးစက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့မှာ မလာ22ရက်နေ့နေ့လယ်3နာရီဝင်းကျင်ခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒုရကစစ်ကြောင်းကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ဒဝဲမြို့နယ်မောင်မေရှောင်းရွာရှင်တဝဲဖျားအဝင်းမိုးဝါမှာယာယီတက်ဆွဲကောက် ခရီးသွားပြည်သူတွေထံကစက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော်လှန်ရေးတပ်ဖွဲ့တွေကအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဒုဒကစစ်ကြောင်းကဆိုပါတယ်တိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ဒုဒကစစ်ကြောင်းဦးဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ် ြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စီရေးအရှေအဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အခြေဖြစ်တာကြောင့်စီရေးအထူးသတိပြုသွားလာနေထိုင်ကြပါလို့ဒုရကစစ်ကြောင်းကအသိပေးထားပါတယ်။တော်လရေးနဲ့စီရေးအရှေမြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလိုတဲ့စစ်ကောင်စီတပ်မှစစ်တီတော်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူ့ရင်권ကိုအမြန်ဆုံးပူပေါင်းပေးချဖို့ကိုလည်းထပ်မံအသိပေးထားပါတယ်။ပြီးခဲ့တဲ့မလ၁၈ရက်နေ့ကလည်းတဝယ်မြို့နယ်ဖျားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ဒဝဲနိပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဈေးဝယ်ထွက်လာခြင်းတော်လရေးတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးကလက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီစစ်စေးခိတ်တွေမှာဆန်နဲ့စားတောက်ကုန်တွေအပြင်ဆိုင်ကဲဘိန်းတန်တွေကိုလည်းသိမ်းယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းအထက်မင်းလာမြို့နယ်ကစစ်ကောင်စီစစ်စေးခိတ်တွေမှာ စံစက်တုံငပိနဲ့တခြားစားတောက်ကုန်တွေကိုခရီးသွားကားတွေပေါ်ကနေစစ်စစ်ပြီးတိမ့်စီးနေတယ်လို့ဒေတာတွင်သတိမြင့်တွေထံကစုံစမ်းသိရှိရပါတယ်အထက်မင်းလာမြို့နယ်ကကန်တုတ်ဂိတ်နဲ့ရှမ်းတိုက်ဂိတ်တွေကခရီးသွားကုန်ကားတွေပေါ်မှာပါလာတဲ့စားတောက်ကုန်တွေကိုသူတို့ရိခာအတွက်တိမ့်စီးနေတာလို့ဒေတာခန့်တွေရဲ့ပြောဆိုချက်တွေအရာသိရပါတယ်ဓာတ်စီပါလာရင်လည်းတိမ့်နေအိမ်ကမီးစက်အတွက်အပိုဝဲလာတယ်ပြောလဲမရဘူး ဆိုင်ကယ်တွေဆိုရင်လည်းသူတို့ကြရင်ဘိန်းကောင်းရင်တင်တယ်လိုင်စင်မရှိဘူးဘာညာနဲ့ပြီးတော့သူတို့ကအဲ့ဒါတွေကိုစီးတယ်တချို့ဘိန်းတွေကိုပြန်ရောင်းတယ်စားတောက်ကုန်တွေကိုလည်းသူတို့ရိတ်ခါအတွက်တင်တယ်လို့ကာသမာတဝူကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီကမင်းတုံမင်းလာနဲ့ရခိုင်ရိုးမဘတ်တွေကိုဖျက်လေးပြက်စစ်စီရေးလှုပ်ဆောင်နေတာဖြစ်ပြီးအဲ့ဒီအကြောင်းပြချက်နဲ့အောက်ခြေဂိတ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုတတ်နှက်ပြကဓမြတိုက်နေတာပဲဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ် စစ်ကောင်စီကအထက်မင်းလာမှာရှိတဲ့ကပ္ပစာနှစ်ကပ္ပစာ30ကပ္ပစာ73တို့ကိုကာကွယ်ဖို့စစ်မှုထမ်းတပ်သားတစ်တွေနဲ့အခုရက်ထဲမှာအင်အားဖြည့်တင်ထားတယ်လို့သိရပြီးကပ္ပစာနှစ်နဲ့ကပ္ပစာ30ကအခုရက်ထဲမှာကြည်စံနဲ့တာဝေးပြစ်ဒုံထုတ်လုပ်မှုတွေပုံမလို့ဆောင်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကနေတစ်စစ်စုံစမ်းသိရှိရပါတယ်ရှင်။ သတင်းတပုတ်အနေနဲ့နေပြည်တော်မှငင်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ကဥဆောင်ပြီးစစ်ကောင်စီနဲ့ဆက်ဆံမှုရှိနေစေတိုင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီခေါင်းဆောင်တွေပါဝင်တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကိုနေပြည်တော်မှဒီကနေ့မလ24ရက်နေ့ကစတင်ပြီးပြုလုပ်နေပါတယ်။မလ26ရက်နေ့အထိ၃ရက်တာပြုလုပ်သွားမှာဖြစ်ပြီးဆွေးနွေးပွဲအဖွဲ့မိန်ခေါ်မှာ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာဂန္နာအတီတီကထင်ပေါ်ကျော်ကြားသူများအသိပညာရှင်အတတ်ပညာရှင်များကပုံမို့အာယုံဆိုင်ပါဝင်လာစီရဲ့ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်သောနီလန်းနဲ့ရေရှည်တည်တတ်မဲ့အကြောင်းလူလူအကြအသိအမြင်တိုးမြင့်လာစီရဲ့နဲ့နိုင်ငံအတွင်ပြိပက္ခများအမြန်ဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးများပုံမို့ကောင်းမွန်တိုးတက်လာစီရဲ့ ရည်ရွယ်ချက်များနဲ့ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒီဆွေးနွေးပွဲကိုအာဏာသိမ်းစစ်တပ်မှစစ်ဖက်အရာရှိကြီးများစစ်ကောင်စီပြည်ထောင်စုဝန်ကြီးများစစ်ကောင်စီနဲ့အမြဲတမ်းဆွေးနွေးပေါ်တိုင်းသာလက်နက်ကအဖွဲ့ခေါင်းဆောင်များနိုင်ငံရေးပါတီခေါင်းဆောင်များစီးပွားရေးလုပ်ငန်းရှင်များပါတက်ရောက်ဆွေးနွေးနေကြောင်းသိရပါတယ်။ငြိမ်းချမ်းရေးဆိုတာကိုခေါင်းစဉ်တက်ပြီးဆွေးနွေးပွဲပြုလုပ်နေပေမဲ့အာဏာသိမ်းစစ်တပ်ဟာအယက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေလေရင်နဲ့ရောဒရုန်းနဲ့ပါပုံကျဲတိုက်ခိုက်နေတယ်လို့ လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်နေစေဖြစ်ပါတယ်။မနေ့ကမလ23ရက်နေ့ညပိုင်းမှာလဲဘကိုးတိုင်းအနောက်ဘက်ကပေါင်းတဲမြို့နယ်အတွင်ကိုစစ်ကောက်စီလေတပ်ကဘုံကျဲလို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်လူငယ်တွေကိုတတ်မှတ်နေရမှာမဲလာနိုင်ကြဖို့ရက်ွက်ထဲမှာလိုက်လံကြေညာနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမန္တလေးမြို့ကမဟာအောင်မြေမြို့နယ်မှာ မလ23ရက်နေ့ကစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုရက်ွက်ဓမာယုံနဲ့တတ်မှတ်နေရာတွေမှာမဲလာနိုင်ကြဖို့ရက်ွက်ထဲမှာလိုက်လံကြီးညာနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်ရက်ွက်ထဲကိုဟိုက်ချက်ကအဖြူနဲ့စစ်ကောင်စီတပ်သားတွေချန်ရံပြီးစစ်မှုထမ်းမဲနိုင်ကြဖို့စော်ဩနေကြတယ်လို့ဒေတာခန်တွေကပြောပါတယ်မဲကိုကိုယ်တိုင်လာမနိုင်တဲ့သူကိုညက်ွယ်မဲအဖြစ်နိုင်မှာဖြစ်ပြီးကိုစားမဲနိုင်ဖို့လူလူလို့ရပါတယ်လို့ပါရှိတယ်လို့ ကိုအခွင့်အရေးကိုမဆုံးရှုံးခြင်းရင်လဲမဲလာနိုင်ကြလို့လဲမိုက်နေကြီးညာသွားတယ်လို့သိရပါတယ်။အသက်18နှစ်ကနေ35နှစ်အထိရှိတဲ့လူငယ်တွေအကုန်စရင်ကောက်ထားတာရှိတယ်။အဲ့ဒီလူငယ်တွေအကုန်မဲလာနိုင်ရမယ်။အဲ့ဒီလိုမှမဟုတ်ရင်မျက်ွယ်မဲသူတို့ဘာသာနိုင်ပေးမယ်။ကိုစားလာနိုင်ခြင်းလဲရတယ်လို့ရက်ွက်ထဲမှာ light on နေတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။စစ်မှုထမ်းရမဲ့လူငယ်စရင်ကိုစစ်ကောင်စီကအခုရက်ပိုင်းကစရင်ပြုစုထားတာဖြစ်ပြီး အဲ့ဒီလူငယ်တွေကိုဒီကနေ့မလ24ရက်နေ့မှာရက်ွက်ထဲကတတ်မှတ်နေရာတွေမှာလူစုထားဖို့ပြောဆိုနေတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရှိရပါတယ်စစ်ကောင်စီကမဲပေါက်တဲ့လူငယ်တွေကိုစည်ရင်းပြုစုပြီးစစ်မှုထမ်းဖို့ချက်ချင်းခေါ်မှာမဟုတ်ပဲအလဲကြစနစ်နဲ့စစ်မှုထမ်းခေါ်မှာဖြစ်လို့မိဘတွေကိုတော့ခံဝင်လက်မှတ်ထိုးခိုင်းထားမှာဖြစ်တဲ့အကြောင်းပြောတယ်လို့လည်းဒေသခံတွေကပြောပါတယ်စစ်မှုထမ်းမဲပေါက်တဲ့သူတွေရဲ့မိဘတွေကိုခံဝင်နဲ့ထမပြေးဘူးဂရီပေးခိုင်းတာ ထွက်ပြေးရင်မိဘတွေကိုဖမ်းမယ်အိမ်ချိတ်ပိတ်မယ်လဲပါတယ်အရန်ဆိုကြတယ်အရင်အပတ်စဉ်တွေတော့ငွေကြေးတတ်နိုင်တဲ့သူတွေကငွေပေးပြီးနေလို့ရသေးတယ်အခုကစစ်မှုထမ်းတတ်မှတ်နှုန်းပြည့်သွားလို့အခုလိုတွေလောက်တာဖြစ်မယ်လို့ဒေသခံအမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်မန္တလေးကမြို့နယ်တွေမှာတအိမ်တက်တအိမ်စင်မဲနှိုက်ဖို့အတိပေးစာရွက်တွေလိုက်လံပေးဝင်နေပြီရက်ွက်တွေတဲ့ကားတွေနဲ့ပါလိုက်လံကြီးညာနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေလမ်းပေါ်တိုက်လျှောက်တခင်စစ်ဆေးချိန်ပြူစောတီနှစ်ဦးကိုဖမ်းဆီးခဲ့ရာထွက်ပြေးခဲ့တာကြောင့်ပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းပုဂံညောင်ဦးလမ်းမိုက်မှာမလ23ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကပြူစောတီနှစ်ဦးကိုစာရွက်စာတမ်းအနေနဲ့တကွဖမ်းမိခဲ့တယ်လို့ပုဂံပို့ချိုပီရက်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ခန္ဓာပင်ရွာနေပြူစောတီဇော်မြင့်နဲ့စုပေါင်းကုန်းရွာနေပြူစောတီအောက်ဆိုးဝင်းတို့ကိုပကံညာဦးလမ်းမိုင်းတနေရာမှာ တော်လန်ရေးတပ်ဖွဲ့တွေကလမ်းပေါ်တိုက်ရှောင်းတခင်းစစ်ဆေးချိန်ပြူစောတီနှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါတယ်ဖမ်းဆီးရမိတဲ့ပြူစောတီနှစ်ဦးကိုစစ်ဆေးမေးမြန်းခဲ့ရမှာသူတို့နှစ်ဦးအပြင်ကျော်မျိုးလေးဆိုသူနဲ့ကပ္ပစာ27မှကြီ9000ကိုအခုတ်ကူမျိုးတမ101ကိုပို့ဆောင်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့ပကံပို့ချူ PDF ကဆိုထားပါတယ်စစ်ဆေးမေးမြန်းပြီးပြူစောတီနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားဖို့ပြုလုပ်စဉ်အတွင်းမှာပဲ တော်လိုင်းရေးတပ်ဖွဲ့တွေကိုပြန်လည်ခုခံပြီးထွက်ပြေးသွားတာကြောင့်ပြစ်ခတ်ဖမ်းဆီးချိန်တိဆုံသွားခဲ့တာလို့စုံစမ်းသိရှိရပါတယ်။အဆိုပါစစ်ဆေးမှုကိုပကံဘိုချိုပီဒီအက်နဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပကံညာဦး၆မြို့နယ်အတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ရှေ့ရက်တွေမှာထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေကိုအလေးထားလိုက်နာကြဖို့ကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မလ၁၆ရက်နေ့ကလည်းညာဦးမြို့မှာရှိတဲ့စစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့ အမှတ်435ချင်းမြန်တရင်ကနေ14မြို့နယ်ဘက်ကိုစစ်ကူထွက်လာတဲ့အင်အား60ခန့်ပါစစ်ရင်နှံကိုညောင်ဦး6ကားလမ်းတနေရာမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်စီမံကိန်းတွေရှိရာ ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမှာအရခတက်တော် A နဲ့စစ်ကောင်စီတက်တို့အကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတရုတ်ရဲ့ဤပညာအကူအညီနဲ့ drone တွေကိုပုံမအသုံးပြုပြီးပြန်လည်ခုခံတိုက်ခိုက်နေပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယအပတ်ကစတင်ပြီး A ကကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီစခန်းတွေတပ်ဌာနချုပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရှိရပါတယ် ကြောက်ဖြူတိုက်ပွဲတွေနဲ့ပတ်သက်ပြီးစီရီယံဗိုလ်မှူးဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ကြောက်ဖြူမှာကတရုတ်ရဲ့ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိတဲ့စီမံကိန်းတွေရှိနေတာကြောင့်စစ်ကောင်စီဘက်ကလက်မလွတ်ချင်သလိုအေဘက်ကလည်းထိန်းချုပ်ဖို့အပြင်းအထန်ကြိုးစားမဲ့သဘောကိုတွေ့ရပါတယ်။တရုတ်ဘက်ကအစင်းမြင့်ဂျုံတွေစစ်ကောင်စီဘက်ကိုပံ့ပိုးပေးတာနဲ့တရုတ်နိုင်ငံသားလုံခြုံရေးအဖွဲ့တွေကိုကြောက်ဖြူကိုပို့ထားတာတွေကိုလည်းတွေ့ရပါတယ်။စစ်ကောင်စီဘက်ကရသမျှတောက်ခံနေပေမဲ့ နောက်ပိုင်းမှာ A ဘက်ကထိန်းချုပ်နိုင်မဲ့သဘောကိုတွေ့ရပါတယ်လို့မြို့တော်ကပြောပါတယ်။လက်တလုံးမှာတော့ကြောက်ဖြူမြို့နယ်တွေကတစ်ပုတ်တောင်ထဲမှာရှိတဲ့ရှောက်ချောင်းနဲ့စီမော်ဘက်မှာတိုက်ပွဲဖြစ်ပွားနေပြီ။ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကဂျုံးနေနဲ့ဘုံကျဲတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တစ်ပုတ်တောင်ဟာစစ်ကောင်စီရဲ့ဓညဝရီရေတပ်စခန်းတရှိရာနေရာလေးဖြစ်ပါတယ်။အေဘက်ကလက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်ထိုးစစ်ဆင်နေသလိုစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေရော လေချောင်းပစ်ကူရောအသုံးပြုပြီးတံပြန်တိုက်ခိုက်နေပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာတဖြည်းဖြည်းနဲ့ဒညာဝရီရေတပ်ဌာနချုပ်အနီးကိုရောက်ရှိလာနေကြောင်းလည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကပြည်သူ၄ဦးကိုလက်ပြန်ကျိုးတုပ်တပ်ဖြတ်ပြီးအင်သာတွင်းနဲ့ချထားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆက်လင်းမြို့နယ်ကြက်ပေးမြောက်ရွာကပြည်သူ၄ဦးကိုစစ်ကောင်စီကမလ9ရက်နေ့ကနေစပြီးမလ16ရက်နေ့အထိ စေပြူကျွန်းတညောင်လမ်းမိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်အတွင်မှာအကြောင်းပြချက်မရှိဘဲလက်ပြန်ကျိုးတုတ်ခါရရဆက်ဆက်တက်ဖြတ်ပြီးအိမ်နာတွင်းထဲမှာပြစ်ချထားခဲ့တယ်လို့ဒေသခံတွေပြောဆိုချက်တွေအရာသိရပါတယ်။ကျပေးကျေးရွာအုပ်စုကျပေးမြောက်ရွာမှာအရက်သားပြည်သူလေးဦးကိုညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခဲ့ကြပြီး မလ22ရက်နေ့ကစကာ14မြို့နယ်ပအားဖာကကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့လည်းသိရှိရပါတယ်။ကျပေးရွာကဒေသခံလေးဦးအသက်ခံရတာပါ။ ရဲရဲဆက်ဆက်ကိုတတ်သွားတာပါတက်ပြီးကျင်းနဲ့ချထားခဲ့တာအလောင်းတွေကိုတကြိုပေးပြီးပါပြီစစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့လည်းအဆက်မပြတ်ပစ်နေတာလို့အသက်40အရွယ်ဒေသခံအမျိုးသမီးတဦးကမြို့တော်ကို ပြောပါရယ်မနေ့ကမလ23ရက်နေ့ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကြေးဝါးတွေကိုယာယီတဆွဲထားကလက်နက်ကြီးတွေနဲ့တဏီကုံရန်တမ်းပစ်ခတ်နေလို့ပြည်သူတွေ ထိတ်လန့်နေကြရတယ်လို့လည်းသိရှိရပါရယ်စစ်ကြောင်းကရွာတွေဘက်ကိုခဏတိုင်းဝင်နေတယ် တချို့ကျေးရွာတွေကတော့စစ်ကြောင်းကိုကြောက်လို့ဆေးပေးရှောင်နေကြရတယ်စစ်ကောင်စီတပ်သားတွေကညင်ရဆွဲမှတတ်မှာပဲရုံးမှချက်ကပြောမပြတတ်အောင်ပဲလူမရှိရင်ပစ္စည်းတွေယူတယ်အခုကျလူတွေကိုတတ်ထားခဲ့တယ်အဲ့ဒီလိုမတိလိုက်ပဲအသက်ခံရတာတွေရှိနေမှာပဲလို့နောက်ထပ်ဒေသခံအသက်40အရွယ်အမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်ဆလင်းမျိုးနဲ့အတွင်းမှာမကြာခဏဆိုသလိုတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတွေကပြည်သူတွေကိုပြစ်မှတ်ထားကနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေနဲ့လက်နက်ကြီးနဲ့ရွာတွေဘက်ကို ရန်တမ်းပစ်ခတ်နေတာတွေပြုလုပ်နေကြတာပါပြီးခဲ့တဲ့မလ9ရက်နေ့ကလည်းကျပင်းရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးမလ13ရက်နေ့မှာလည်းကျပင်းမြောက်ရွာကိုစစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နာဝက်အပေါ်ထိုင်းလွတ်တော်မှာအယုံအကြည်မရှိကြောင်းဆွဆဲပြစ်တင်မှုစတင်ဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မလ24ရက်နေ့မနက်ပိုင်းမှာစတင်ခဲ့တဲ့ထိုင်းဝင်ကြီးချုပ်မစ်ပေတုံတန်ရှင်နာဝက်အပေါ်ထိုင်းလွတ်တော်မှာအယုံအကြည်မရှိကြောင်းဆွဆဲပြစ်တင်မှုစတင်ဆွေးနွေးရမှာသူမရဲ့လုပ်ပိုင်ခွင့်မရှိမှုအခွန်ရှောင်ခြင်းနဲ့ဖခင်ဝင်ကြီးချုပ်ဟောင်းတပ်ရှင်ရှင်နာဝက်ရဲ့လွှမ်းမိုးမှုကိုလက်ခံခြင်းတို့အပေါ်အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ အတိုက်အခံနဲ့ပြည်သူ့ပါတီခေါင်းဆောင်နဆာဖောင်ယုံပန်ရာတို့ကဝင်ကြီးချုပ်ဟာအမျိုးသားပြက်တနာတွေဖြည့်ရှင်းဖို့ရည်ရွယ်ချက်နဲ့အမျိုးသားအုပ်ချုပ်ရေးအတွက်လိုအပ်တဲ့အသိပညာများမရှိကြောင်းလွှတ်တော်မှပြောကြားခဲ့ပါတယ်။နိုင်ငံပြက်တနာများအပါအဝင်မိဂုံငွေညဉ့်ညမ်းမှုလျှက်စစ်တအားကများမြင်မာမှုနဲ့ကျူးကျော်ဝင်ရောက်လာတဲ့ငါးမျိုးစိတ်ဖြစ်တဲ့ဘလတ်ချင်းတီလာဗီယာငါကိစ္စတို့ကိုမဖြေရှင်းနိုင်သေးတာတွေနဲ့အစိုးရကပြည်သူတွေကိုဘတ်ငွေတထောင်စီထောက်ပံ့မှုအစီအစဉ်ဟာလည်း စီးပွားရေးကိုမလုံဆော်နိုင်သေးကြောင်းထောက်ပြခဲ့တာကိုတွေ့ရပါတယ်။မစ္စတာနဆာဖောင်ကဝင်ကြီးချုပ်ပေတုံတန်ရဲ့တာဝန်တွေအပေါ်မှာတက်စင်ရဲ့လွှမ်းမိုးမှုကိုဝေဖန်ပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့မှာအစိုးရရောအပြင်မှာတာဝန်ယူစရာမလိုပဲအလုပ်လုပ်နေတဲ့စနစ်ပြင်ပကခေါင်းဆောင်တယောက်ရှိတယ်။သူဟာစစ်စေးရေးရန်ရရာအောက်မှာမရှိဘူးလို့သူကပြောဆိုခဲ့ပါတယ်။ပလန်ပရာချာတဲ့ပါတီခေါင်းဆောင်ဗိုလ်ချုပ်ပါရာဝတ်ဝန်စုဝန်က ဝင်ကြီးချုပ်ကဘောင်းွေတထောင်လှူဒန်းနဲ့မူဝါဒကိုဆက်လက်ဆောင်ရွက်ခဲ့ပေမဲ့လည်းကမ္ဘာ့ဘဏ်နဲ့အပီပီဆိုင်ရာငွေကြေးရမုံငွေအဖွဲ့တို့ကဒီကိစ္စဟာစီးပွားရေးကိုလှုံ့ဆော်ရမှာထိရောက်မှာမဟုတ်ကြောင်းသတိပေးခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့2001နားလည်မှုစာကျွန်လာနဲ့ပတ်သက်တဲ့ထိုင်းဝင်ကြီးချုပ်ရဲ့နိုင်ငံခြားရေးမူဝါဒတွေကထိုင်းရဲ့ပင်လယ်ရေးအရေးအမြစ်တွေနဲ့နယ်မြေတွေကိုအန္တရာယ်ရှိစေတယ်လို့သူကပြောပါတယ်။အစိုးရကတရားဝင်ကာစီနိုတွေပါတဲ့ဖျော်ဖြေရေးအဆောက်အအုံတွေကို ထောက်ပံ့တာဟာ နိုင်ငံကိုအနိုင်ရပေးမယ်ပြည်သူတွေကိုအားနေစေပြီးငွေကြေးခဝါချမှုအပါအဝင်တရားမဝင်လှုပ်ဆောင်မှုတွေကိုမြင့်တင်ပေးလိုက်မယ်လို့သူကပြောဆိုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးပရာဝီကတော့ဝင်ကြီးချုပ်ရဲ့မိသားစုဝင်တဦးဟာအစိုးရဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့နိုင်ငံရေးပါတီခေါင်းဆောင်တွေကိုအစီအဝေးတွေခေါ်ယူခြင်းနဲ့အမျိုးသားအစိုးရကိုလွှမ်းမိုးခဲ့တယ်လို့ပြောပါတယ်။မိသားစုဝင်ဆိုတာက ဝင်ကြီးချုပ်ရဲ့ဖခင်တပ်ဆင်ရှင်နာဘော့ကိုယဉ်ညွန်းတာလည်းဖြစ်ပါတယ်။ဒီနိုင်ငံဟာအပျော်ရန်တယောက်အတွက် လေ့ကျင့်ရေးခွင့်တစ်ခုမဟုတ်ပါဘူးလို့သူကပြောခဲ့တာဖြစ်ပြီးဝင်ကြီးချုပ်မစ်ပေတုံတန်ကတော့ပြောဆိုချက်တွေကိုအတူချုပ်ညင်းဆိုခဲ့ပါတယ်ပြည်သူ့ပါတီမှဝီရော့လက္ခဏာတီဆောင်ကမစ်ပေတုံတန်ဟာအမွေအနှစ်ခွန်218ဒသမ8တန်းကိုမပေးဆက်ပဲသူမရဲ့အကိုအတော်ဦးလေးနဲ့မိခင်တို့ထံကနေဘတ်ငွေ၄ဒသမ၄3တန်းတန်တဲ့ကုမ္ပဏီများစွာရဲ့ရှယ်ယာတွေကိုရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ Miss Payton တန်ဟာငွေလွှဲပြောင်းမှု၉ခုပြုလုပ်ခဲ့ပြီး သူမရဲ့အဆုရှယ်ယာတွေကိုဆွေမျိုးတွေကပေးခဲ့တာမဟုတ်ပဲဝယ်ခဲ့တာလို့အခိုင်အမာပြောကြားခဲ့ပါတယ်။အဲ့ဒီငွေလွှဲပြောင်းမှုတွေမှာပြန်ဆက်တဲ့ရက်နဲ့အတိုးနှုန်းတွေမရှိဘူးလို့သူကပြောပါတယ်။သူကရှောင်ရှားလိုက်တဲ့အခွန်ဟာအဆိုရက ထောက်ပံ့တဲ့အစီအစဉ်တွေကနေစင်းရတဲ့ကလေးတွေနဲ့တက်ကြီးရွယ်အိုတွေကိုထောက်ပံ့မှုပြုခဲ့မှာပေါ့။ဒါဟာမနစ်ကတနိုင်ငံလုံးမှာစုဆောင်းလိုက်တဲ့အခွန်ဘဏ္ဍာရဲ့၁၄ရာခိုင်နှုန်းနဲ့ညီမျှတယ်လို့ပြောကြားခဲ့ပြီးဒီလိုအခွန်ရှောင်သူကို ဝင်ကြီးချုပ်အဖြစ်ဂုဏ်ယူခွင့်ပေးတင်လားလို့မေးခဲ့တာလည်းဖြစ်ပါတယ်ရှင်။မျိုးရော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမျိုးရော်ရဲ့အဖွဲ့သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်